လှပမမောတဲ့ပုဂ္ဂိုလ်ဟာလောကစည်းစိမ်ဥစ္စာတစ်ခုတောင်ရနိုင်တာမဟုတ်ဘူးပြိုလဲပြီးကြဆုံးသွားနိုင်တယ်ငါ90တည်းမှာတက္ကသီလစာတကဆိုတာရှိတယ်ပိစိကဗုဒ္ဓရှင်မြတ်တွေကတက္ကသူကမင်းသားတူအိမ်မှာဆုံးဖို့မေးတယ် ို့မင်းသားတူကမင်းသားတူကိုတရားဟောရင်းနဲ့အဲ့ဒီတက္ကသိုလ်ကမင်းသားဟာပိစိကဗုဒ္ဓတွေကဟောပြောတဲ့အခါမှာဒီမျိုးမှာတော့မင်းသားဟာဘယင်ဖြစ်မှာမဟုတ်ဘူးသို့သောတော်လန်ခရီးကိုဖြတ်ကျော်သွားပြီးတော့ချားမျိုးတစ်မျိုးရောက်သွားနိုင်တယ်ဆိုရင်မင်းသားဟာ ရှာဓုအာနာစီစိန်ဥစ္စာတွေဘယင်းအဖြစ်ကိုရလိမ့်မယ်သို့တော်လံခီးကအိမဒမအန္တရာယ်များတဲ့အဲ့ဒီအန္တရာယ်များတဲ့လံခီးကိုကြော်လွှားနိုင်ရမယ်အဲ့ဒါဆိုရင်သင်္မင်းသားဟာမင်းစီစိန်ဥစ္စာကိုရလိမ့်မယ်အဲ့လိုပိစိကဗုဒ္ဓတွေကဟောပြောတော့အဲ့ဒီတက္ကသိုလ်ကမင်းသားဟာဖျားလောင်းဆိုတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ပိစိကဘုရားတွေပြောတဲ့အတိုင်းလိုက်နာပါမယ်ဆိုပြီးတက္ကသိုလ်ပြည်ကနေခရီးထွက်တယ်။သူနဲ့နောက်ကအတူလိုက်ချင်တဲ့လူ9ယောက်ရှိအဲ့ဒီ9ယောက်ကအတူလိုက်လာကြ။သူတို့ကိုတတိပေးတယ်။ထိုသွားမဲ့လမ်းခရီးဟာဘလူသေးရည်ကြက်တွေဖန်ဆင်းတဲ့လမ်းဖြစ်တယ်။အဲ့တော့ တတိထားကြမှာဘာပဲဘယ်လိုအတွေ့အကြုံနဲ့ပဲတွေ့ကြုံတွေ့ကြုံစိတ်ဓာတ်ကြံ့ခိုင်မှုလိုအပ်တယ်စိတ်ဓာတ်မကြံ့ခိုင်ဘူးဆိုလို့ရှိရင်ဘလူးစာဖြစ်သွားလိမ့်မယ်လို့တတိပေးပြီးတော့ပြည့်စင်ကားဘုရားရေရွတ်ပေးလိုက်တဲ့ပေးရေးချီပေးရေးချိုးတွေလက်မှစီးပြီးလက်နဲ့တည်းနဲ့ကိုစီး ဖျားလောက်ဥဆောင်ပြီးတော့ထွက်သွားတယ်ဆိုတဲ့ဇာလန်းလေးရှိတယ်။နော်။လမ်းရောက်တဲ့အခါကျဒီအလားအပမမောတဲ့ပုဂ္ဂိုလ်ကြီးကြာဆုံးသွားတယ်ဆိုတာစဉ်းစားကြည့်။သူတို့သွားကျင်တာနိဗ္ဗာန်သွားတာမဟုတ်ဘူးအဲ့ဒီမှာ။ဘယ်သွားတာယာထုကုံသိန်စီစိန်ဥစ္စာရမယ်။ဘယင့်အဖြစ်ကိုရမယ်။နေရကိုသွားတာ။အဲ့ဒီလိုသွားတာတော့မရောက်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးဖြစ်တယ်။ ဘုရားလောင်းကတော့စိတ်ဓာတ်ကိုကြံ့ကြံ့ခိုင်ခိုင်ထားပြီးတော့ဘယ်လိုဖြားရောက်သွေးဆောင်မှုနဲ့ပဲတွေ့တွေ့စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့သူ့ရဲ့ရှင်မင်းရဲ့အောင်မြင်သည့်ထိအောင်သွားတယ်သူ့နောက်ကလိုက်လာတဲ့လူ9ယောက်ကတယောက်ကလမ်းမှာဘလူတွေကြက်တွေကအမတန်ချောအမတန်လှတဲ့ အမျိုးသမီးတွင်တန်တန်ဖန်ဆင်းပြီးတော့ဖြားရောက်တဲ့အခါမှာအစင်းလပ်ပါရာကိုမမောတဲ့လူတယောက်ကအလွန်သဘောချပြီးတော့ရှေ့ဆက်ကိုမလိုက်တော့မလိုက်ချင်တော့ခြေတော့နာလို့လို့လို့နေမကောင်းလို့လို့နဲ့လုတ်ပြီးတော့တကယ်ရတော့မဟုတ်ဘူးအယောင်ဆောင်ဖန်ဆင်းထားတဲ့ဘလူးမကြက်ကောင်တွေရဲ့ အစင်းမမမောပြီးတော့သူကဂျန်ရစ်တယ်ဂျန်ရစ်တော့ဘလူးစာဖြစ်သွားတယ်အဲတရားဟုတ်ဘလူးစာဖြစ်သွားတယ်တရောက်ရောက်သွားရှင်းရောက်တဲ့အခါကျတော့အတန်ကောင်းအဆူကောင်းအမတန်မှတာယာနာပြောဝယ်ရှိအောင်ဆိုတတ်တဲ့အမျိုးသမီးတွေဖန်ဆင်းထားပြီးတော့ဖြားရောက်ကြပြန်တယ် လူတွေကြက်တွေကဖြာရောက်နေအတန်းကိုကြိုက်တဲ့လူကရှေ့မလိုက်ချင်တော့ဘူးဒီအတန်းကိုဆွဲမဲ့ပြီးတော့ဒီအတန်းရှင်နဲ့ပဲနေတော့မယ်ဆိုပြီးတော့နေလိုက်တော့သူလည်းပဲဘလူးစာဖြစ်သွားတယ်နောက်တစ်ယောက်ကျတော့နန္ဒဇေကြီးခင်းပြီးတော့အမွေးအကြိမ်နေဖန်နှိပ်ထားတဲ့အခါအမွေးအကြိမ်မမော်တဲ့လူကလည်းပဲ အဲ့ဒီနေရာကမခွာနိုင်မဲနဲ့သူလည်းပဲကြံရစ်ပြီးဘလူးစာဖြစ်သွားပြန်နောက်တစ်ခါကျတော့စားတော့ဖွဲရာတွေစုံးနေအောင်ခုခေတ် restaurant တွေပေါ့ restaurant စားဦးရင်တို့ဘာတို့နာမည်မျိုးစုံပေးထားတယ်စားစရာတောက်စရာအမျိုးမျိုးဖုံဖုံအရသာမျိုးစုံဖန်ဆင်းထားပြီးတော့ အခန့်ကျွေးမွေးလိုက်တဲ့အခါရှာလဲသွားတဲ့လူတယောက်ကမလိုက်နိုင်တော့ဘူးအဲ့ဒီအာဟာရကိုမမောပြီးကျန်ရင်တော့သူလည်းဘလူးစာဖြစ်သွားနောက်တယောက်ပဲကျန်တယ်အဲ့ဒီနောက်တယောက်ကဘလူးမတွေကဖန်ဆင်းပြီးတော့ကိုယ်ကရအထီးတွေ့တွေနဲ့ဖြားရောက်တဲ့အခါမှာဒီလူကလည်းဖုတ်တပ်ပါယုံဆိုတဲ့အထီးတွေ့ကိုမမောပြီးတော့ သူလည်းကြံရင်တော့ဘလူးစာဖြစ်သွားတယ်။ဖះလောင်တယောက်ပဲတက္ကသိုလ်မင်းသားတယောက်ပဲရှေ့ဆက်သွားတယ်။အဲ့တော့ဒါနိဗ္ဗာန်သွားတာမဟုတ်ဘူး။နိဗ္ဗာန်သွားတာမဟုတ်တာတောင်းမှပဲ။အလားပါမမိုးမယ်ဆိုရင်ကြာရှုံးသွားမှာပဲသိချာတယ်။ဒါကိုဖြတ်ကျော်နိုင်မှုလိုတယ်လို့ပြောတာ။သူတို့ဟာအမြင့်တွေပေါ်ပြီးတော့ ကမ်းပါးမှာပေါက်နေတဲ့တစ်ပင်းလေးလိုပဲလေလေးတိုက်လိုက်တာနဲ့ဝုန်းနဲ့ပြိုသွားတဲ့လူတွေဖြစ်တယ်မခံနိုင်တော့တော့နိဗ္ဗာန်သွားဖို့ဆိုတော့အဝေးကြီးဒီတဲ့အန္တရာယ်တွေစုံနေမယ်ဒီအန္တရာယ်တွေကိုအကုန်ဖြတ်ကျော်နိုင်ရမှာအေးအဲ့ဒါကိုရည်ရွယ်ပြီးမြတ်စွာဘုရားဟောတာနိဗ္ဗာန်တစ်ခုတည်းတည်းမဟုတ်သေးဘူးเนาะကိုဖြစ်ချင်တဲ့အရာတစ်ခုကိုဖြတ်ကျော်ဖို့အတွက် ကာမဂုဏ်အယုံဆိုတဲ့ဖြာယောင်သိဆောင်မှုတွေကိုကြော်ဖြတ်နိုင်ရမယ်။သူပါနုပတ်တဲ့အလှပကိုအမြဲတမ်းရှုနေတဲ့ပုဂ္ဂိုလ်ဟာအလွန်မိုးခံရမယ်။လေတိုက်လို့တပင်းကြီးလဲသလိုကိလေသာဆိုတဲ့ပြတ္တမှုတွေကသူ့ကိုအသေးတတ်လိုက်လိမ့်မယ်။အဲ့လိုမဟုတ်ခဲနဲ့အတုပါနုပတ်တိလို့ခေါ်တဲ့ မတည့်မတည့်ယွန်းစပွဲအမှန်ကိုတဘာဝအမှန်ကိုချိထက်ခုနကဘလူတွေကလူရောင်ဖန်ဆင်းထားတာအပေါ်ယံကအမတ္တမချောလှတဲ့ယုသမိသွင်းတရံအတွင်းကြည့်လိုက်လို့ရှင်နော်အစွဲပြူးပြူးနဲ့ဘလူးအဲ့ဒီအတွင်းကိုမကြည့်နိုင်တဲ့ပုံကိုယ်တွေကမမောပြီးကြရင်ဒါပဲ အတွင်းသားကိုကြည်ပြီးကြောက်เสียရမလို့အသင်ကိုမြင်တဲ့ပုံစံတွေကြတော့အတုပန္နုပတ္တိလောကလူတွေဟာလည်းပဲကိုယ်ကိုယ်ကိုလည်းကြည့်သူများကိုလည်းကြည့်လှတယ်ဆိုတာအပေါ်ယံလေးပဲမဟုတ်လားတောင်မို့အင်္ဂလိပ်စကားတောင်ရှိသေးတယ် beauty is skin deep အရေးပြားလေးရတယ်လှနေတာเนาะအရေးပြားလေးပေါ်တယ်လှတယ် အရေးကိုခွာလိုက်ရင်အတွင်းအတဏီလန်ကြီးတွေတူတူပဲနော်အတွင်းကြည့်လိုက်ပါဆိုရင်လူရဲ့ခန္ဓာကိုယ်အတွင်းအပြင်ကြောင်းမြန်လှန်လိုက်မယ်ဆိုရင်လှတာရှိပါအောင်လားရှိဘူးအတွင်းကြည့်လိုက်လို့ရှင်မြင်မှုရလိမ့်မယ်စကယ်တန်ဆိုတဲ့အယိုးစုကြီးတွေချိတ်ထားတာတွေ့လိမ့်နော်အယိုးစုကြီးတွေလူတိုင်းလူတိုင်းမှာအဲ့ဒီအယိုးစုကြီးတွေဟာရှိတယ်အတွင်းမှာအယိုးစုကြီးရှိတယ် အပေါ်ယံကအရင်လေးကုတ်ပြီးဘာနဲ့တူတော့ဆိုလို့ရှိရင်ဓမ္မီဆိုတဲ့ယုတ်တုကနေ့ခင်မှာတော့ပေါ်ပါတယ်အထဲဆိုင်လေးမှာယုတ်တုတွေရှိတယ်မဟုတ်လားအဲ့ဒါကိုအင်္ဂလိပ်လိုဓမ္မီလို့ခေါ်တယ်ဓမ္မီဆိုတာစကားမပြောတတ်ဘူးစကားမပြောတဲ့ယုတ်တုအခုခေတ်တော့နော်ဘက်ထရီနဲ့အတန်သွင်းထားတဲ့အခါမှာနှုတ်ဆက်တဲ့အယုတ်လည်းရှိတယ် ဆိုင်တွေဘာတွေမှာဝင်လာလို့ရှိရင်ဝေကံလို့တဲ့ယုတ်တွေရှိတယ်နော်အေးဗမာပြည်မှာတော့ရှိသေးမယ်မထင်ဘူးနော်အဲ့ဒီယုတ်တုတွေဟာတေချာကြည့်လိုက်ရင်အတွင်းမှာဘာမှမရှိဘူးအပြင်ကပုံပန်းတဏ္ဏလှလှလေးဝှစ်စင်ပေးထားတာအတွင်းကြည့်လိုက်ပါမှာအဲ့တော့လူခန္ဓာကိုယ်ဟာလည်းပဲအတွင်းနဲ့ဖောက်ပြီးတော့ကြည့်နိုင်မယ်ဆိုလို့ရှိရင် အတွင်းထဲမှာယွန်စရာမတရီစရာအော့ခြင်းစရာအန်ခြင်းစရာတွေပဲရှိတယ်။နော်အပေါ်ယံလေးကြည့်ပြီးတော့လူတွေကตายာနေကြတာတူတူငါငါအပေါ်ယံကြည့်ပြီးตายာနေကြတာ။ตายာအောင်မျိုးစုံဖန်တီးပြီးတော့ထားကြတကယ်ကမမွေးကြိုင်တာကိုမွေးကြိုင်တဲ့အနန္တာတွေ ပဲ့ဖြန်းပြီးတော့ထားလို့အဲ့ဒီအနတ်တွေကိုလူကထွက်တဲ့အနတ်လို့ထင်ပြီးတော့မျက်စိလဲချတာမလာတာကိုလှတယ်လို့မျက်စိလဲသွားကြတာအဲ့ဒီမျက်စိမလဲအောင်ချိနိုင်တဲ့ပုဂ္ဂိုလ်ကိုအတုဘန္ဓပတိတဲ့တကယ်မလမပမတည့်မတည့်ယွန်းစပွဲဆိုတာကိုရှုမြင်သုံးသတ်တဲ့ပုဂ္ဂိုလ်ကြတော့ကျောက်တော်ကြီးဟာကျောက်တော်ကြီးကို လေးမုန်တိုင်းကပြိုလဲသွားအောင်မတတ်နိုင်တယ်လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကြီးရင်းရိုက်တော့အောင်တဏှာရာဂကမလှုပ်ဆောင်နိုင်ဘူးလို့သူဆိုတယ်။ဖះလောင်းကြည့်တက္ကတိလာကဖះလောင်းဖះလောင်းဟာကြည့်ဘယင်အဖြစ်ကိုရာယူဖို့သွားတာလေ။သူတို့သွားတာတက္ကတုပြည်ကိုသွားကြ။အဲ့ဒီတက္ကတုပြည်ရောက်သွားရင်သူကဘယင်ဖြစ်တာ။ အဲ့ဒီကိုဥတည်ပြီးတော့သွားတာသူသူကြတော့အမြဲတမ်းအတုဘာနုပတိတကယ်အစစ်မှန်ကိုရှုမြင်သုံးသပ်နိုင်ပြီးတော့အမှန်ကိုအမှန်တိုင်းမြင်တတ်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဖြာယောင်းသွေးဆောင်မှုတွေဟာတခုမှအရာမရောက်တော့ဘူးအလုံးကိုကြော့ဖြတ်သွားနိုင်တယ် ဒါကြောင့်မို့မြတ်စွာဘုရားကဒီပုဂ္ဂိုလ်နှုတ်ကိုရှင်ပြထားတာသူဘာနုပတ်သိံဝိဟရန္တံလှပတင်တယ်တယ်လို့အမြဲတမ်းစိတ်ဝင်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးကိုကိလေသာကာမဂုဏ်အာယုံဆိုးတွေကလွှမ်းမိုးပြီးတော့တဏှာရာဂရဲ့လွှမ်းမိုးမှုကိုခံရမှာ နေတိုက်လို့သစ်ပင်တစ်ပင်ဟာလဲပြုံသွားသလိုအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြဆုံးသွားမယ်လို့ထူဆိုအဲ့လိုမဟုတ်ဘဲနဲ့အတုဘာနုပတိဝိဟရန္တံတကယ်အစစ်အမှန်မတည့်မတည့်ယွန်းစွဲတွေကို ရှုမြင်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်မျိုးကြတော့၆တောင်ကြီးလို့စိတ်တက်ကခိုင်မာသည့်အတွက်ကြောင့်သူဟာမြုံမန်းတဲ့ပန်းတိုင်ကို ရောက်ရှိအောင်သွားနိုင်တယ် လမ်းမှာပြိုလဲသွားမှာမဟုတ်ဘူးကြဆုံးသွားမှာမဟုတ်ဘူးလို့ဒီလိုဟောတာအဲ့တော့ဘုန်းကြီးတို့တွေကိုလိုချင်တဲ့ပန်းနိုင်တစ်ခုရချင်ပြီဆိုရင်အလဘကိုမမမောရဘူးလို့ဆိုလိုတယ်နော်အစစ်အမှန်ကိုမြင်နိုင်အောင်ကြည့်မြင်နိုင်အောင်ကြည့်ကနေ့ခင်မှလည်းပဲပညာသင်နေတဲ့အချိန်မှာကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးဒီပညာတဝက်တစ်ပြည့်နဲ့ အလှပမမောတဲ့ပုဂ္ဂိုလ်တွေကပညာရေးတစ်ပြက်တစ်ဝက်တစ်ပြက်နဲ့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေများရှိတယ်အဲ့ဒါလို့မဖြစ်ရအောင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုဟာဒီကာမဂုဏ်အယုန်ဒီပေါ်မှာမမောတွေ့တာလေအမြင်မျိုးကိုမမြင်စေရဘူးအစ်စ်မှန်ကိုမြင်တဲ့အမြင်မျိုးမြင်တတ်အောင်လေ့ကျင့်ပေးရမယ်လို့ ဒါမှကိုသွားခြင်းနဲ့လမ်းဆုံးပန်းတိုင်ကိုရခြင်းနဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဒါအရေးချင်းတစ်ခုပဲနော်အရေးချင်းတစ်ခုနောက်အရေးချင်းတစ်ခုကဘာတော့သူဘနိဗ္ဗတိဝိဟရန္တံဣန္ဒြိယေတုအတံဝုတံဣန္ဒြိယေတုအတံဝုတံရေဣန္ဒြိယေတုသူတံဝုတံတယောက်ကဣန္ဒြေကိုဆောင်စီမှု မရှိဘူးမျက်စိနာနာလျာကာယမနာဆိုတဲ့ကိုယ်ဣန္ဒြေကိုကိုမထိန်ချုံနိုင်ဘူးဟောမျက်စိမျက်စိတဲကဖြစ်ပေါ်လာတဲ့အင်းနဲ့အစင်းနားတဲကကြားလာတဲ့အသံအဲ့ဓာရီနဲ့ပတ်သက်လာတဲ့အခါအာယုံငါးပါးကာမဂုဏ်တရားတွေပေါ်ထိန်ချုံနိုင်စွာမရှိသည့်အတွက်ကြောင့်မျက်စိကဝင်လာတဲ့အစင်းအာယုံမှလောဘဖြစ်ဒေါသဖြစ် နာတဲ့ကကြားတဲ့အတန်ပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်နှာခေါင်းကနမ်းရှုလို့ရတဲ့အနံပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်လျှာပေါ်ရောက်လာတဲ့ရတာပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ခန္ဓာကိုယ်နဲ့ထိတွေ့လာတဲ့ထိတွေ့ပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်စိတ်ကူးကြံစီတဲ့အာယုန်ဒီပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုရင်လူခန္ဓာမှာရှိတဲ့တကား6ပေါက်ဟာ လောဘတွေဒေါသတွေဝิญဉ်တိုင်းဝင်လုံခြုံမှုမရှိဘူးလူတယောက်ဟာအိမ်ကိုမဆောင်ရှောက်ဘူးအိမ်တကားမပိတ်ဘူးရှောက်သွားနေတယ်ခက်ကလည်းမကောင်းဘူးဆိုရင်သူ့အိမ်ရှိတာပြောင်းမှာပေါ့နော်အိမ်ထဲရှိတဲ့ပစ္စည်းတွေကုန်ပါသွားမှာပေါ့အဲ့လိုမျိုးလိုပဲမျက်စိနန္ဒလျာကာယမနဆိုတဲ့ဣန္ဒြေ၆ပါးက ထိမ့်သိမ့်ဆောက်ရှောက်မှုကင်းသွားပြီဆိုလို့ရှင်လောဘဆိုတဲ့ရန်သူတွေဒေါသဆိုတဲ့ရန်သူတွေအမှန်မသိတဲ့မောဟဆိုတဲ့ရန်သူတွေကုသနမဖြစ်ပေါ်လာမယ်ကုသိုလ်စိတ်ဆိုတဲ့ကုသိုလ်တရားဆိုတဲ့တန်ဖိုးရှိတဲ့ယရဏတွေကိုလူရဲ့ဖြည့်ဆည်းပြီးယူသွားကြမှာပဲဖြစ်တယ်။ဒါကြောင့်မို့နိဗ္ဗာန်လမ်းကြောင်းကိုသွားခြင်းပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ အဆင့်တန်းတစ်ခုရောက်ဖို့ပဲဖြစ်ဖြစ်အိန္ဒြေကိုထိန်းချုပ်နိုင်စွမ်းရှိရမယ်လို့ပြောတာเนาะအိန္ဒြေကိုထိန်းချုပ်နိုင်စွမ်းရှိရမယ်မရှိဘူးဆိုရင်ကြာဆုံးသွားမယ်ဟာပြောတာအိန္ဒြေကိုထိန်းချုပ်နိုင်ရအိန္ဒြေထိန်းချုပ်နိုင်တယ်ဆိုတာမကြည့်ပဲနေတာနားမထောင်ပဲနေတာမဟုတ်ဘူးမြင်လာလို့ကြည့်လိုက်လို့မြင်တဲ့အာယုံကြားလိုက်တဲ့ အတန်းအာယုံပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ထိန်းချုပ်ခြင်းသာလည်းဖြစ်တယ်။တတိနဲ့အမြဲမပြတ်စောင့်ကြကြည့်ရှိရမယ်။စောင့်ကြကြည့်ရှုခြင်းမရှိဘူးဆိုရင်အာမရှိတဲ့တစ်ပင်တို့မုံတိုင်းဝဲနာနဲ့လဲပြုတ်သွားပါ။လူဟာလူရင်းပတ်နိုင်ကိုမရောက်ဖဲနဲ့ကြာဆုံးသွားနိုင်တယ်။ဒါကြောင့်မို့ယေရှုဘုရားကအိန္ဒြိယေတုအတံဝုဒံအိန္ဒြိပေါ်မှာထိမ့်သိမ်းဆော့ဆော့မှုကင်းတဲ့ပုဂ္ဂိုလ်ဟာ တဏှာရာဂဆိုတဲ့ကိရိတာရဲ့လွှမ်းမိုးမှုကြောင့်ကြာဆုံးသွားနိုင်တယ်အိန္ဒြိယေတုသူတံဝူတံမျက်စိနာနာလေယာကာယမနလို့ဆိုတဲ့အိန္ဒြိ6ပါးပေါ်မှာတတိတိဟူသောအဆောင်ဖြင့်ဆုတ်ပိတ်ဆောင်ချက်ပြီးအသိပညာဖြင့်ထိမ့်ချုပ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကြောက်တောင်ကြီးတို့ကြံ့ခိုင်ပြီးလိုရပန်းနိုင်ကို လှလှမ်းနိုင်တယ်လို့ဒီလိုခေါ်လို့ရင်ဖြစ်တယ်ပေါ့နော်ဒါဒုတိယအရေးချင်းတစ်ခုပဲနောက်ထပ်ဘောဇနမိသာမတ္တညုံဘောဇနမိသာအမတ္တညုံနဲ့ဘောဇနမိသာမတ္တညုံအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းရှိကိုသိခြင်းဟာအရေးချင်းတစ်ခုပဲ အစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းရှိမသိတဲ့ပုဂ္ဂိုလ်အတိုင်းရှိဆိုဒီမှာခံယူခြင်းအတိုင်းရှိစားသုံးခြင်းအတိုင်းရှိစွန့်ပစ်ခြင်းအတိုင်းရှိဒီလိုဆိုလို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ်နဲ့တင့်တဲ့အစာကိုယ်နဲ့မတင့်တဲ့အစာဒါအတိုင်းရှိတခုပဲစားသင့်တဲ့အတိုင်းဒါမစားသင့်တဲ့စားသင့်တဲ့အတိုင်းဒါဒီလိုသိရမှာ စားသင့်တာလည်းပိုပြီးတော့မစားရဘူး။လောကလူတွေကအစာစားနေတာအသက်ရှိမှုဆိုတဲ့ရွယ်ချက်ပျောက်သွားပြီးတော့ကြိုက်လို့စားတာဖြစ်တယ်။ကြိုက်လို့စားတာဖြစ်သွား။ကြိုက်လို့စားတာဖြစ်သည့်အတွက်ကြောင့်မတည့်ဘူးဆိုတာသိသိရင်တောင်မှပဲပါလို့တော့ဝါဝါစားပြီးသေမယ်လို့ပြောသေးတာတော့နော်။စီရရောက်အရှင်တို့အချုပ်မတည့်ဘူးဆိုရင်စားလိုက်ပါအောင်မယ် ပြီးတော့မှစိတ်တော့မယ်ဆိုတဲ့လူလည်းရှိတယ်မတည့်မှန်းတော့သိတယ်မနေနိုင်ဘူးစားလိုက်ပြန်တယ်အဲ့ဒီလိုဝက်သားမတည့်ပါဘူးဆိုတော့စားလိုက်တာဘုန်းကြီးတို့နဲ့သိတဲ့ဆရာတော်တစ်ပါးဆိုလို့ရှိရင်ဝက်သားကသူကမတည့်ဘူးဆုံးဝိုင်းတူတူစားကြတဲ့အခါမှာဝက်သားကလည်းပဲစီရင်နဲ့ဣနေအောင်ချက်ထားတယ် မြင်တော့မနေနိုင်ဘူးနဲ့တူပါတယ်တဒုံးဆယ်လိုက်တဲ့အခါဘုန်းကြီးကလည်းမနေနိုင်တော့ပြောလိုက်တယ်ဆရာတော်ဝက်သားမတည့်ဘူးလေလို့ဆိုတဒုံးနဲ့ပါကိုတော်တဒုံးနဲ့ပါကိုတော်ဆိုစားလိုက်တော့ကတွင်းကတွေ့သွားတဲ့အခါကျနောက်တခါစလမ်းမြန်နဲ့လက်ခတ်လှမ်းတော့လှမ်းကြည့်လိုက်တဲ့အခါထူပါဘူးကိုတော်တဲ့သူကသူပဲပြောတော့ဝါအောင်ပဲစားလိုက်တော့တာနော်အဲ့ဒါလို့ဖြစ်တတ်တယ်ဖြစ်တတ်တယ် ဒါသဘာဝကိုပြောပြတယ်တော်တော်များများဟာရှားကိုထိမ့်နိုင်တယ်ခက်ဆတ်ရှားပေါ့နော်မတည့်ဘူးဆိုလက်ကိုမကြည့်ပဲနဲ့နေမတည့်တာမစားနဲ့အခုရသော်ပြဟောတာတော့ဒါနိဗ္ဗာန်ရောက်ချောင်းတရားအောင်မြင်ချောင်းတရားထဲမှာထပါဘောဇနာမိကိုနေစဉ်စားတဲ့အစာအာဟာရပေါ်မှာအမတ်တညုံတိုင်းတာကိုမသိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကြာဆုံးတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဘောဇနာမိစမတ်တညုံ အစာအာဟာရစားမဲ့တိုက်တာဘူးတည်တဲ့ပုဂ္ဂိုလ်ကိုယ်နဲ့မတည့်မတည့်သလိုတည်တယ်မစားဘူးရှောင်းတယ်အဲ့ဒါလိုအစာအာဟာရနဲ့ပတ်သက်ပြီးတော့သိမသိအတိုင်းတာတည်တဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကြာဆုံးမသွားဘူးတဲ့ကြောက်တော်ကြီးလိုကြံ့ခိုင်ပြီးတော့ကိလေသာတွေကိုတွန်းလှန်ဖယ်ရှားနိုင်လို့နိဗ္ဗာန်သွားခြင်းနဲ့ဆိုရင်နိဗ္ဗာန်ရောက်တယ် အောင်မြင်ကြည့်ပွားခြင်းနဲ့ဆိုရင်အောင်မြင်ကြည့်ပွားအသက်ရှိခြင်းနဲ့ဆိုရင်လည်းအသက်ရှိအေးအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းတာမသိဘူးကြိုက်လို့စားတယ်ကြိုက်ရင်တော့စားမှာပဲဆိုတဲ့ပုဂ္ဂိုလ်ကတော့အသက်ရှိဖို့ဆိုတာခက်သွားပြီနော်ကြာဆုံးသွားမှာပဲအာမရှိတဲ့တိပင်တို့ပဲဖြာဒီဆိုတဲ့လေလေးနဲ့မတွန်းလိုက်နဲ့ဘုံဝင်နဲ့လဲသွားပြီဆေးရုံရောက်ပြီးပြီးတော့နော် ဆေရောက်သွားပြီအစာရောရှောင်းတဲ့ပုဂ္ဂိုလ်ဟာကျမ်းမာပြီးတော့တက်ရှိကြတယ်ကိုလိုချင်တဲ့ပတ်နိုင်တစ်ခုရောက်နိုင်ဒါမြတ်စွာဘုရားဟောတာเนาะဘယ်ကိစ္စမှာပဲဆိုဒီဟာအရေးချင်းတစ်ခုပဲ